မင်္ဂလာပါ Sakura Japan Language Online Class တို့ကျေးဇူးလိုက်ပါတယ်เนาะဒီနေ့လည်း Alpha Kanji Repetition တွေကိုအတူတူဆက်ပြီးတော့လေ့လာကြပါမယ်เนาะအဲ့တော့ဒီနေ့သင်မယ့် Kanji လေးရဲ့နာမည်လေးကိုအရင်ဆုံးကြည့်ကြည့်မယ်ပေါ့เนาะအဲ့တော့ဒီနေ့သင်မှာကကြတော့သူ့ရဲ့နာမည်လေးက Gakko လို့ခေါ်တဲ့ចောင်းမာလေးတုံးတယ်လို့ Gapsel လို့ခေါ်တဲ့ចောင်းသားចောင်းသူဒီလိုနေရာမှာတုံးနေ Gap လို့လည်းခေါ်လို့ရတယ်လို့ Gakko လို့လည်းခေါ်လို့ရတဲ့စကားလုံးလေးကိုရေးကြည့်မယ်ပေါ့เนาะအဲ့တော့သူ့ရဲ့အတန်ထွက်ကိုမရေးခင်မှာအရင်ဆုံးရေးပုံလေးကိုအရင်ဆုံးကြည့်ကြည့်မယ်เนาะ ပထမဦးဆုံးတစ်ချက်နှစ်ချက်သုံးချက်ဆွဲမေလေးချက်ဆွဲမေ၅ချက်ဆွဲမေ၆ချက်ဆွဲတယ်၇ချက်ဆွဲတယ်ဒီအစိအပိုင်းလေးကတိထားပြီးသားခုတ်တိုးမူလို့ခေါ်တဲ့ခလီခန်းကြီးမှလည်းတုံးတယ်ခန်းကြီးလေးနော်အဲ့ဒါလေးကိုအမိုးလေးမိုးထားလိုက်တာအဲ့ဒါဖြစ်သွားပြီဆိုရင်သူ့ရဲ့အတန်ထွက်ကဂတ်ခုလို့လည်းခေါ်လို့ရတယ်လို့ ကပ်ဆိုပြီးတော့အတန်ဆောက်ဖတ်တဲ့ကနေလေအတန်ထွက်ပြီးလို့ရတဲ့ခန်းကြီးလေးဖြစ်သွားမယ်။အဲဒါကိုအများစုပဲနေရာမှာတုံးနေမှတ်ထားမလဲဆိုတော့ကခိုးចောင်းမလေးတုံးလို့ရတယ်လို့ကပ်စေးចောင်းသားចောင်းသူဒီလိုစကလုံးနေရာမှာဒီခန်းကြီးလေးအသုံးပြုလို့ရတယ်နော်။အဲတော့သူ့ရဲ့စကလုံးရေးပုံလေးကိုနောက်နောက်ခေါက်တော့ပြန်ဆွဲကြည့်ကြမယ်။အဲတော့ဘလိုမျိုးဆွဲတာလဲပထမဦးဆုံးတစ်ချက်နှစ်ချက်သုံးချက်ဆွဲမယ်၄ချက်၅ချက်ဆွဲမယ်၆ချက်ခုနှစ်ချက်ဆွဲတယ်ပြန်ဆွဲကြည့်မယ်။ က်ချက်ဆွေးမေ2ချက်3ချက်ဆွေးတယ်4ချက်5ချက်ဆွေးမေ6ချက်ဆွေးမေ9ချက်ဆွေးမေအဲ့တော့သူ့ကိုမှတ်ထားရမှာကသူများနဲ့ပေါင်းပြီးအတန်ထွက်ရင်ဂါခုဒါမမဟုတ်ဂပ်ဆိုပြီးတော့အတန်ဆောက်ဖတ်တဲ့စကားလုံးအနေနဲ့မှတ်ထားပြရမယ်နော်အဲ့ဒီစကားလုံးလေးကိုဝါသာရှိတို့ကဘာနဲ့ပေါင်းလိုက်မလဲဆိုတော့အရှိအပိုင်းတုန်းကသင်ခဲ့တဲ့မီရုလို့ခေါ်တဲ့ကြည်တယ်ဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းတဲ့အခါကျရင်ဘာအတန် ထွက်လေးဖြစ်သွားမယ်လို့ထင်တယ်မင်းသားဆန်တို့ခမန့်ကြည့်နော်အဲ့တော့ဒါလေးကမီတို့ကသူများနဲ့ပေါင်ရင်အတန်ထွက်ကခန်းလို့အတန်ထွက်တယ်အနောက်ကကြတော့ဂတ်ခုဖြစ်သွားတယ်အဲ့တော့အဲ့ဒီစကလုံးနှလုံးပေါင်းလိုက်တဲ့အချိန်မှာခန်းဂတ်ခုစရူလို့ခေါ်တဲ့ကြီးစုလီလာသည်ဆိုရဲခန်းကြီးတွဲလုံးလေးတစ်လုံးရသွားမယ်ခန်းခဂတ်ခုစရူဆိုရဲစကလုံးလေးရသွားမယ်နော် အနေဘေကကြည်ရှုလေးလာသည်လို့ခေါ်တဲ့စကားလုံးလေးပါခန်ဂါခုစရုကြည်ရှုလေးလာသည်ဆိုတဲ့စကားလုံးလေးကြည်ရှုပြီးတော့လေးလာတဲ့ဒါလေးကခန်ဂါခုစရုဆိုတဲ့စကားလုံးလေးရရသွားမယ်ကြည်ရယ်ဆိုတဲ့ခန်းကြီးပါမယ်အနောက်ကဂါခုဆိုတဲ့ခန်းကြီးလေးပါပြီးတော့ဆွဲပေးရမှာနော်ဒီတွဲလုံးလေးသဘောတဘာဝကဟုတ်ပြီအဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးလေးအတူတူဆက်ပြီးတော့ကြည်ကြည်ကြမယ်အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးလေးအဲ့တော့သူ့ရဲ့နာမည်လေးအရင်ဆုံးကြည့်မယ်သူ့ရဲ့နာမည်ကကြတော့ဟာအီ ရူလို့ခေါ်လို့ရတယ်လို့ဒါမှမဟုတ်ဤတဲ့တို့ထဲ့သည် high e rules ရယ် winners ရယ်ခန်းစည်းလေးကိုဆွဲကြည့်မှဒီတစ်ခေါက်အဲ့တော့ဆွဲကြည့်မယ်ပထမအဦးဆုံးတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲလိုက်တာဖြောင်းမြန်လေးဆွဲမှာနော်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်လူခန်းကြီးကိုဖြောင်းမြန်လှန်လို့ပုံစံလေးဆွဲလိုက်ကြမယ်ပြန်ဆွဲမယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သူ့ကိုဆောက်ထိုးလေးဆောက်ရွက်လေးလှန်ပြီးကြည့်လိုက်ရင်အင်္ဂလိပ်အခင်ရ wine ကိုရေးပုံရေးနေ င်အတူတူဖြစ်နေရယ်နော်အဲ့ဒီတော့အဲ့ဒီဝိုင်းကိုရေးပုံဒီတိုင်းဆွဲကြပါမယ်ပြန်ပြီးဆွဲကြည့်မယ်တက်ချက်ဆွဲမယ်နှစ်ချက်ဆွဲလိုက်တာတက်ချက်ဆွဲမယ်နော်အရင်ဦးဆုံးတက်ချက်ဆွဲမယ်နှစ်ချက်ဆွဲလိုက်တာဒါလေးကဗာလီလဲဟာအီဒူလို့ခေါ်တဲ့ဝိုင်းနေဆိုရယ်ခန်းကြီးအစိမ်အပိုင်းလေးဖြစ်သွားမယ်နော်အဲ့တော့အဲ့ဒီ ဟာကိုလေဝါတာစီကနေပြီးတော့အဲ့ဒီဟာရူဝင်းနေဆိုရဲခန်းကြီးလေးရဲ့ဆောနာကဂတ်ခုလို့ခေါ်တဲ့စကလုံးလေးရဲ့ပေါင်းလိုက်တဲ့အချိန်မှာအတန်ထွက်လေးတလုံးရလာရောကျောင်းဝင်ခွင်ဆောင်မိုးပွဲဖြစ်သည်ဆိုရဲ new gakku suru ဆိုရဲစကလုံးလေးရသွားတယ် new gakku suru အဲ့ဒါလေးကဘာနဲ့ပေါင်းထားတာဝင်းနေဆိုရဲအစကလုံးနဲ့ gakku ဆိုရဲစကလုံးလေးနဲ့ပေါင်းလိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲ new gakku suru တို့ခေါ်တဲ့အကြောင်းဝင်ခွင့်ဖြစ်သည်ဆိုရဲသက္ကလုံကြီးရသွားတယ်နီယူကခုစတူလို့ခေါ်ပေးမယ်ဟုတ်ပြီနော်ဒါလေးတလုံးရသွားမယ်အဲ့တော့ဆန္နာကကြည့်ရှုလေးလာသည်ဆိုရင်မီတူးနဲ့ကခုနဲ့ပေါင်းရင်ခန်းကခုစတူဖြစ်တာကြည့်ရှုလေးလာသည် အကူကဝင်းနေစရဲခန်းကြီးနဲ့ကခုနဲ့ပေါင်းလိုက်တဲ့အချိန်မှာနီယူကခုစတူကြောင်းဝင်ခွင့်စမှုပဲဖြစ်တယ်ဆိုရဲအတိတ်ပဲလေးရသွားတာနော်ဒါလေးတခုရှိမယ်အဲ့တော့နောက်တစ်ခုလေးဆက်ကြည့်ရအောင်နောက်တစ်ခုကကြတော့ဝါတာရှိတို့ကဒီသက္ကလုံကြီး 也美。<noise> irigucci irigucci ကို私လို့ရင်းနှီးပြီးသား대구치ကအရှင်းမာတော့ကထွက်ပေါက်ပြောခဲ့တယ်အကွာ irigucci ဆိုတော့ဝင်ပေါက်ဆိုတဲ့စခန်းကြီးလေးကိုရေးကြည့်မှာအဲ့တော့ဝင်နဲ့အပေါက်ဆိုတော့ဝင်နဲ့ဆိုရဲ hi to winner ဆိုရဲခန်းကြီးနဲ့ခုချီလို့ခေါ်တဲ့ပါဇက်ပေါက်ခန်းကြီးနဲ့ပေါင်းလိုက်ရုံပဲအဲ့ဒါဆိုရင်နှစ်မျိုးပေါင်းရင် irigucci လို့ခေါ်တဲ့ဝင်ပေါက်ဆိုရဲခန်းကြီးတွဲလုံးလေးရသွားပြီလွယ်လွယ်လေးနော်ဝင်နဲ့အပေါက်ကို irigucci လို့ခေါ်မယ်대구치ဆိုရင် ဒဲရူဆိုရဲထွက်တယ်ဆိုရဲခန်းကြီးနဲ့ကုချီလို့ခေါ်တဲ့ဗစက်ပေါက်နဲ့ပေါင်လိုက်ရင်ဒဲကုချီထွက်ပေါက်ဖြစ်တယ်အခုကဝင်ပေါက်လို့ပြောချင်တဲ့အတွက်ဝင်တဲ့ခန်းကြီးနဲ့ဗစက်ပေါက်ခန်းကြီးနဲ့ပေါင်းပေးလိုက်ရောပဲနော်ဒါလေးရမယ်အဲနောက်ထပ်ခန်းကြီးတစ်လုံးလေးဆက်ကြည့်မယ်အဲ့တော့နောက်ထပ်တစ်လုံးကကြတော့ ကာခိုးဆိုတဲ့စကားလုံးလေးကိုဝါတာစီကပြောမှာကာခိုးကာခိုးဆိုတာကြောင်းဝင်ပြောတာအဲ့တော့ကြောင်းခန့်စီလေးရေးမှာအဲ့တော့ကြောင်းခန့်စီရေးဖို့ဆိုရင်ဆန္ဒက gap ဆိုတဲ့စကားလုံးကတော့တည်ပြီးသားဆန္ဒက gap ဆိုတဲ့စကားလုံးလေးကဒီခန့်စီလေးကိုတုံးထားတာခိုးခိုးနာနေရာမှာတုံးတဲ့ခန့်စီလေးကနည်းနည်းလေးဆိုတော့အစ်စ်ဖြစ်သွားမယ်နော်ရေးကြည့်မယ်တစ်ချက်ဇွဲမယ်နှစ်ချက်ဇွဲမယ်သုံးချက်လေးချက်ဇွဲတဲ့ဒါလေးက key ဆိုတဲ့တပ်ပင်ဝင်နေတူတယ်အဲ့တပ်ပင်ကြောင်းဆိုတာကတပ်ပင်နေရှိတယ်ပြီးကြရင် တချဲနှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ဆွဲမယ်ဒါကရုတ်ခုလို့ခေါ်တဲ့6ခန်းကြီးလေးနဲ့တူတယ်အဲ့တော့6နာရီမှကြောင်းသွားဖို့အတွက်အရာထားတယ်ပြီးတော့သူ့ရဲ့အောက်ကလေးမှာဒီလိုအမားလေးချက်ထားပုံကချစ်ချီလို့ခေါ်တဲ့အဖေခန်းကြီးနဲ့တူတယ်အဲ့တော့အဖေက6နာရီမှတပင်ကြီးရှိတဲ့ကြောင်းကိုလိုက်ပို့ပါတယ်လို့မှတ်လိုက်မယ်အဖေက6နာရီမှတပင်ရှိတဲ့ကြောင်းကိုလိုက်ပို့ပါတယ်အဲ့ဒီကဘာလဲကခိုးလို့ခေါ်တဲ့ကြောင်းဆိုပြီးတော့မှတ်ထားပေးမယ်အဲ့တော့ပြန်ဆွဲကြည့်မယ်ရေးပုံလေး ေးကိုဘလို့ဇွဲတာလေအရေးကဂေါ့ကိုကြတော့တစ်ချက်နှစ်ချက်သုံးချက်ဇွဲတယ်၄ချက်၅ချက်ဇွဲတယ်၆ချက်ခုနှစ်ချက်ဇွဲတယ်ကြောင်းဆိုတာကလေးတွေသွားရတဲ့အတွက်ကလေးခန်းကြီးလေးပါထားတာအနောက်ကခိုးဆိုတာကဘလို့ဇွဲတာလေကြောင်းကတပ်ပင်နေရှိရဲ့ကြောင်းဆိုတာတပ်ပင်ခန်းကြီးပါမယ်ပြီးရင်ရခုလို့ခေါ်တဲ့၆ခန်းကြီးလေးပါရမယ်၆နာရီမှအိပ်ရထားပြီးတော့သွားရမယ်အဖေကလိုက်ပို့တဲ့အတွက်အဖေခန်းကြီးထည့်လိုက်တဲ့အဲ့ဒီတော့နှစ်မျိုးပေါင်းလိုက်ရင်အတန်ထွက်က ာပါရလေကာခိုးလို့ခေါ်တဲ့ကြောင်ခန်းကြီးလေးဖြစ်သွားရောကာခိုးလို့ခေါ်တဲ့ကြောင်ခန်းကြီးလေးရာသွားပြီဟုတ်ပြီနော်အဲ့တော့ကလေးတွေကိုကြောင်ဝင်လိုက်ပို့တဲ့ကာခိုးကြောင်ခန်းကြီးလေးလို့မှတ်ထားပြီးမယ်နော်ဒါလေးတစ်ခုရှိမယ်အဲ့တော့နောက်တစ်ခုလေးဆက်ပြီးတော့ကြည်စီရအောင် အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးရဲ့နာမည်လေးဒီနာမည်လေးကကြတော့ချိစာလို့ခေါ်တဲ့တင်းငယ်တော်ဆိုတဲ့ခန်းကြီးလေးကိုသင်ကြည့်မယ်။အဲ့တော့ချိစာတင်းငယ်တော်အဲ့တော့တင်းငယ်တော်ခန်းကြီးလေးဘလို့စဲမလဲကြည့်ကြည့်မယ်။ပထမအဦးဆုံးတက်ချက်ဆွဲမယ်။နှစ်ချက် ၃ချက်ဆွေးထားတယ်။ဟုတ်ပြီနော်နှာခေါင်းလေးမှာဘီနာကအဖျားလေးတွေထွက်နေတာ။အဲ့တော့နှာခေါင်းလေးကသေးပါတယ်။အနောက်ကစိုင်လေးကအစွန်းထွက်လိုက်ရုံပဲ။စိုင်ကိုထွက်မှာနော်အဲ့ဒီတော့ချစ်ဆိုင်ဆိုရဲတင်းငယ်သောခန်းကြီးလေးရသွားပြီ။ပြန်ဆွဲကြည့်မယ်တင်းငယ်သောခန်းကြီးဘယ်လိုမျိုးဆွဲတာလဲ။တစ်ချက်ဆွဲမယ်၊၂ချက်၊၃ချက်ဆွဲတဲ့နှာခေါင်းလေးကသေးရအတွက်နှာခေါင်းချွန်ချွန်လေးပုံစံလေးကသေးတယ်။အနောက်ကစိုင်ကအစွန်းထွက်မယ်။ဒါလေးကချစ်ဆိုင်လို့ခေါ်တဲ့တင်းငယ်သောခန်းကြီးလေးဖြစ်သွားမယ်။တင်းငယ်သောကိုချစ်ဆိုင်ကြီးတယ်ဆို ိုရင်6လောက်လေး2ချောင်းရက်နေတာဒါက okay ကြီးမတော့ခင်ကြီးလေးတင်းရတဲ့ဆိုတာနှာခေါင်းပုံစံလေးရှိတဲ့အတွက်နှာခေါင်းပုံစံလေးဆွဲမယ်ဒါကခြေဆိုင်လိုခေါ်တာကြီးတယ်ဆိုရင်လက်ကရခြေကရနဲ့ okay ကြီးမတဲ့ခင်ကြီးလေးဆွဲပေးရမှာနော်နောက်ထပ်ခင်ကြီးတစ်လုံးလေးဆက်ကြည့်ရအောင်အဲ့တော့နောက်ထပ်တွဲလုံးလေးတစ်လုံးလေးဆက်ပြီးတော့ကြည့်မယ်အဲ့တော့နောက်ထပ်တစ်လုံးလေးကကျတော့နာမည်လေးကိုကြည့်ကြည့်မယ်နာမည်လေးကဘယ်လိုလေးလဲဆိုတော့ဥမာရေတုလို့ခေါ်တဲ့မွေးဖွားတီလို့ခေါ်တဲ့စကားလုံးလေးဥမာရေတုမွေးဖွားတီကျတော့ ဲစကလုံးလေးကိုဆွဲကြည့်မယ်အဲ့တော့မွေးဖွားသည်ဆိုရဲခန်းကြီးလေးလိုက်ဆွဲမယ်ပထမအဦးဆုံးတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်3ချက်ဆွဲမယ်4ချက်ဆွဲမယ်5ချက်ဆွဲတယ်ပြန်ဆွဲကြည့်မယ်တစ်ချက်2ချက်ဆွဲမယ်3ချက်4ချက်ဆွဲမယ် ငါချက်ဆွဲမယ်ဒါကဥမာလေးသူမွေးဖွားသည်ဆိုရဲခံကြည့်လေးပြန်ဆွဲကြည့်တစ်ချက်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ဆွဲမယ်ငါချက်ဆွဲမယ်ဒါကဥမာလေးသူလို့ခေါ်တဲ့မွေးဖွားတယ်ဆိုရဲခံကြည့်လေးဟာပြီနော်မွေးဖွားတယ်ဆိုတာဥမာလေးသူမွေးဖွားသည်ဆိုပြီးတော့မှတ်ထားပါမယ်ဒီလိုပုံစံလေးဆွဲပါတယ်နော်အဲ့အားလေးကိုဝါတစီကနောက်တစ်ခုလေးရှိအောင်မယ်အခုကတွဲလုံးလေးပေါင်းမယ်တွဲလုံးလေးမှာနာမည်လေးကစန်းစဲလို့ခေါ်တယ် ယ်ဆရာဆရာမခန်းကြီးလေးကိုဆွဲကြည့်မှအဲ့တော့ sense ရဲ့စကလုံးနေရာမှာထည့်မယ်ခန်းကြီးလေးလိုက်ဆွဲကြည့်မယ် တစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်ဆွဲတယ်လေးချက်ဟုတ်ပြီနော်ပြီးကြရင်အောက်က6လောက်လေးနှစ်ချောင်းနဲ့ဆရာဆမ်မဆိုတာအမြဲတမ်းမတက်ရက်ပြီးတော့စတင်ရတာအဲ့ဒီတော့ဆန့်မတက်ရက်တဲ့ပုံစံလေးဆွဲလိုက်တယ်နော်ပြန်ဆွဲမယ်ဒါလေးကဆန့်ဆွဲခန်းကြီးနေရာလေးမှာထည့်မယ်ခန်းကြီးပါတစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်လေးချက်ဆွဲမယ်၅ချက်6ချက်ဆွဲတာဒါလေးကဆန့်လေးအနောက်ကစွမ်းနာကောင်မွေးဖွားတာဆရာဆမ်မတွေကမွေးဖွားလိုက်တာကចောင်းသားចောင်းသူတွေကိုပြင်ရတက်ဖို့အတွက်မွေး းဖွားလိုက်တာအဲ့တော့မွေးဖွားတယ်ဆိုရယ်ခန်းကြီးလေးနဲ့ပေါင်းလိုက်ရစန်းစဲလို့ခေါ်တယ်ဆရာဆရာမခန်းကြီးလေးဖြစ်သွားရောဟုတ်ပြီနော်ပြန်ဆွဲမယ်အရှိကဆန်းစရစကလုံးလေးကိုပြန်ဆွဲကြည့်ကြမယ်အဲ့တော့ဆန်းလေးကိုဘယ်လိုမျိုးဆွဲတာလဲပထမအဦးဆုံးတစ်ချက်နှစ်ချက်သုံးချက်ဆွဲတယ်လေးချက်ငါးချက်၆ချက်ဆွဲတယ်ဒါကဆန်းစရစကလုံးလေးအနောက်ကမွေးဖွားတယ်ဆိုရယ်ခန်းကြီးလေးထည့်လိုက်တဲ့အချိန်မှာဆန်းစဲလို့ခေါ်တယ်ဆရာဆရာမစကလုံးလေးဖြစ်သွားတာဟ ဟုတ်ပြီနော်အဲ့တော့နောက်ထပ်ခန်းကြီးလေးတစ်လုံးလေးဆက်ကြည့်ကြမယ်နောက်ထပ်ခန်းကြီးလေးနာမည်လေးကိုကြည့်ကြည့်မယ်နောက်ထပ်ခန်းကြီးနာမည်ကတော့ခိုးခိုးလို့ခေါ်တယ်ခိုးခိုးဆိုတာအထက်တန်းကျောင်းကိုပြောတာအဲ့တော့ခိုးခိုးလို့ခေါ်တယ်အထက်တန်းကျောင်းကိုရေးဆွဲကြည့်မယ်အဲ့တော့ခိုးနေရာမှာထဲမှာကကျတော့ကြည့်ကြည့်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ငါးချက်ရှိတယ်၆ချက်ဆွဲမယ်ခွနချက်ဆွဲမယ်၈ချက်ဆွဲမယ် कोज स्वे में ဆေချက်ဆွေးမဲ့ဒါလီကတလုံးသေးဆိုရင်တခိုင်လို့ခေါ်တယ်။ဒီကသူများနေပေါင်းရင်အတန်ထွက်ကခိုးလို့အတန်ထွက်တာဟုတ်ပြီနော်။အဲ့ဒီခိုးလေးနဲ့ပြန်ဆွဲကြည့်မယ်။မြင်မာတော့ဆိုရဲခန့်ကြည့်ကိုဘလို့ဆွဲမလဲ။တစ်ချက်ဆွဲမယ်၊နှစ်ချက်၊၃ချက်ဆွဲမယ်၊၄ချက်၊၅ချက်ဆွဲမယ်၊၆ချက်၊ခုနှစ်ချက်ဆွဲတယ်၊၈ချက်ကိုကျဆေချဆွေးတာဒါကတခိုင်မြမတော်ခံကြည်လေးအဲ့ဒါကိုစွမ်းနာ ားကကခိုးဆိုတဲ့ကျောင်းမှာတုံးတဲ့ခိုးဆိုတဲ့စကားလုံးလေးနဲ့ပေါင်းလိုက်မယ်။တစ်ချက်၊နှစ်ချက်၊၃၄၅၆ခွန်၈ကို တဆယ်အဲ့စကလုံးနှလုံးပေါင်းလိုက်တဲ့အချိန်မှာအတန်ထွက်ဖြစ်လာမှာကခိုးခိုးလို့ခေါ်တဲ့အထက်တန်းကျောင်းဆိုတာဖြစ်လာတာဟုတ်ပြီနော်အဲ့တော့တောင်းကဒီမှာနှစ်ထပ်တောင်မှာမြင့်နေကျောင်းဆိုရဲအတွက်ခိုးခိုးပါနှစ်ထပ်ရှိရဲကျောင်းဆိုရင်ခိုးခိုးအထက်တန်းကျောင်းလို့မှတ်ထားမယ်ဟုတ်ပြီနော်အထက်နှစ်ထပ်ရှိတဲ့ဆိုရဲကျောင်းကခိုးခိုးဆိုရဲအထက်တန်းကျောင်းလို့မှတ်ထားပေးပါမယ်အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးဆက်ပြီးတော့ကြည့်ကြည့်မယ်အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးရဲ့နာမည်လေးနာမည်လေးကဘယ်လိုခေါ်လဲဆိုတော့ယက်စ ီလို့ခေါ်တယ်ယာဆူအီဒေတာတာတော့ဈေးပေါ်တော့လို့ခေါ်တယ်ယာဆူအီအဲ့တော့ဟုတ်ပြီဆွဲကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်ဆွဲတယ် လေးချက်စွဲမယ်ငားချက်ခြောက်ချက်စွဲတဲ့ဒါလေးရဲ့ခန်းကြီးကအွန်းနာလို့ခေါ်တဲ့မိမခန်းကြီးလေးသူ့တလုံးထဲဆိုရင်ဘလို့ခေါ်လဲမှတ်ထားအွန်းနာလို့ခေါ်တဲ့မိမခန်းကြီးလေးမိမပေါ်မှာအမိုးလေးမိုးထားတယ်ဆိုရင်ဈေးသက်တာတဲ့မိမတယောက်ကစိုင်ထဲဝင်သွားပြီဆိုရင်ဆိုင်ကလူတွေကဈေးကိုတက်တာတက်တော့တက်တာနဲ့ပေးတယ်အဲ့ဒီတော့ရဆူအီဈေးတက်တာတော့ဆိုပြီးတော့မှတ်ထားပေးမယ်ပြန်စွဲမယ်တစ်ချက်စွဲမယ်နှစ်ချက်သုံးချက်စွဲမယ်လေးချက်စွဲ င်းမဲ့၅ချက်၆ချက်ဆွဲထားတာအမိုးအောက်မှာမိမရှိတယ်ဆိုရင်ဈေးသက်သာတဲ့အဲ့ဒီတွက်ရစွီဈေးသက်သာတော့ဆိုတဲ့စကားလုံးလေးဖြစ်သွားမယ်အနောက်ခေါက်လောက်ပြန်ဆွဲကြည့်မယ်ရစွီကိုဘယ်လိုမျိုးဆွဲထားတာလဲတချင် နှစ်ချက်ဆွဲမယ်၃ချက်၄ချက်၅ချက်၆ချက်ဆွဲတယ်နောက်ကအီလီကအစွန်ထွက်ရစီလို့ခေါ်တယ်ဈေးသက်သာသောခန်းကြီးလေးရသွားမယ်နော်အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးလေးကလည်းလွယ်လွယ်လေးပဲလိုက်ပြီးတော့ရေးကြည့်မယ်ဒီခန်းကြီးလေးရဲ့နာမည်ကခုတ်ခိုးတို့လို့ခေါ်တယ်ခုတ်ခိုးတို့ဆိုတာနှလုံးသားခန်းကြီးလေးနှလုံးသားခန်းကြီးလေးဆွဲကြည့်မယ် တစ်ချက်ဆွေးမေနှစ်ချက်ဆွေးမေသုံးချက်လေးချက်ဆွေးထားတာခခိုးလို့ဆိုရဲနှလုံးသားလေးကခုန်နေတာခခိုးလို့ဆိုရဲနှလုံးသားလေးပါတစ်ချက်ဆွေးမေနှစ်ချက်သုံးချက်ဆွေးတယ်လေးချက်ဆွေးတယ်ဒီခန်းကြီးလေးနာမည်ဘလို့ခေါ်လဲခခိုးတို့လို့ခေါ်တဲ့နှလုံးသားခန်းကြီးလေးလို့မှတ်ထားပါမယ်နှလုံးသားခန်းကြီးလေးမှာအဆက်ကလေး40ရှိပါတယ်ခခိုးတို့လို့ခေါ်တဲ့နှလုံးသားခန်းကြီးလေးဟုတ်ပြီနော်အဲ့တော့ကြည့်ကြည့်မယ်အဲ့တော့စောနာကဝါတာ ာရှိလို့ဈေးတတတော်ဆိုရယ်ယဆူဤဈေးတတတော်ခန်းစီလေးရဲ့အခုပြောလိုက်တဲ့ခုတ်ခိုးလိုလိုခေါ်တဲ့နှလုံးသားခန်းစီလေးရဲ့ပေါင်းလိုက်တဲ့အချိန်ကြရင် အတန်ထွက်ကဘာရသွားလဲဆိုတော့ အန်ရှင်စရူတို့ခေါ်တဲ့စိတ်အေးသူစိတ်အေးသည်ဆိုတဲ့စကားလုံးလေးရသွားတယ်။အန်ရှင်စရူစိတ်အေးသည်ဆိုတဲ့စကားလုံးလေးရသွားမယ်မှတ်ထားမယ်။ဈေးသက်သာတော့တယ်ဈေးသက်သာတဲ့အတွက်နှလုံးသားလေးကစိတ်အေးသွားတယ်။အဲ့ဒီတွေ့အန်ရှင်စရူလို့ခေါ်တဲ့စကားလုံးလေးဖြစ်သွားမယ်။ဈေးသက်သာတဲ့အတွက်နှလုံးသားလေးကစိတ်အေးသွားတယ်။အန်ရှင်စရူစိတ်အေးသည်ဆိုတဲ့စကားလုံးလေးရသွားမယ်။ဟုတ်ပြီနော်အဲ့ဒီတွေ့ဈေးသက်သာတော့ခန်းစီရဲ့နှလုံးသား ခန့်ကြီးလေးရယ်ပေါင်းလိုက်ရင် ancient စုတို့ဈေးတက်တာတယ်ဆိုပြီးတော့မှတ်ထားမယ်ဟုတ်ပြီနော်အဲ့တော့နောက်ထပ်ခန့်ကြီးတစ်လုံးလေးဆက်ပြီးတော့ကြည့်ကြရအောင် အဲ့တော့နောက်ထပ်ခကြည်တလုံးကလည်းလလွယ်လေးပဲသူ့ရဲ့နာမည်ကဘလို့ခေါ်လဲဆိုတော့ Fuduee လို့ခေါ်တယ်။ Fuduee ရဲ့အတိတ်ဘေကဟောင်းနွမ်တော်ဆိုတဲ့စကားလုံးလေး။အဲ့တော့ဟောင်းနွမ်နဲ့ခကြည်လေးရေးကြည့်မယ်။တစ်ချက်ဆွဲမယ်၊နှစ်ချက်။ဒါလေးကအပေါင်းလက္ခဏာလေး။အောက်ကခွချီဆိုတဲ့ပါဇက်ပေါက်လေးနဲ့စိတ်ဆွဲလိုက်တဲ့အခါမှာစိတ်ကတိတိပါဇက်ကပြောတဲ့အတွက် Fuduee ဟောင်းလို့ပြောတာ။နော်မဟောင်းမနဲ့မပြောဘူး။နော်ပြောပြတဲ့စကားတွေကဟောင်းသွားပြီ။အဲ့တော့စိတ်ကတိတိပါဇက်ကပြောလိုက် တဲ့အချိန်မှာအဲ့ဒီသကလုံးကဟောင်းသွားပြီလို့မှတ်ထားမယ်။တစ်ချက်နှစ်ချက်ဆွဲမယ်၊၃ချက်၊၄ချက်ဆွဲမယ်၊၅ချက်ဆွဲမယ်။ဆဲကတိတိပါဇက်ကပြောရင်ဘာဖြစ်လဲ။ဖူဒူအီဟောင်းနွမ်းနေဆိုပြီးတော့မှတ်ထားမယ်။နောက်တစ်ခါတော့ပြန်ရေးကြည့်မယ်။ဟောင်းနေဆိုတာဘာကြောင့်မို့လို့ဟောင်းတာလဲ။တစ်ချက်နှစ်ချက်၃ချက်ဆွဲမယ်၊၄ချက်၅ချက်ဆွဲတယ်။ဆဲကတိတိပါဇက်ကပြောတဲ့အတွက်သူ့ရဲ့အတန်ထွက်ကဖူဒူအီလို့ခေါ်တဲ့ဟောင်းနွမ်းတော့ဆိုတဲ့စကားလုံး 里铁道啊。 နော်အဲ့ဒါလေးရှိမယ်အဲ့တော့နောက်ထပ်ခန်းကြီးလေးတစ်လုံးဆက်ပြီးတော့ကြည့်ကြည့်ကြမယ်အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးကကြတော့ဒီခန်းကြီးလေးကိုအရှင်းမလဲပြောခဲ့တယ်နော်နခလို့ခေါ်တဲ့အလေခန်းကြီးလေးအလေခန်းကြီးလေးရေပြကြရင်အခုတင်လိုက်တဲ့ food to eat ဟောင်းနွမ်းသောဆိုတဲ့ခန်းကြီးလေးရေပြကြရင်ခုရူမလို့ခေါ်တဲ့ကာခန်းကြီးလေးရေသုံးလုံးပေါင်းလိုက်တဲ့အချိန်မှာအတန်ထွက်လေးတစ်လုံးလေးကြည့်ကြည့်မယ်သူ့ရဲ့အတန်ထွက်ကနခကသူများနဲ့ ဲ့ပေါင်းရင်ချူလို့အတန်ထွက်တယ်။ဖူဒူအီကဟောင်းနွမ်းတော့ကသူများနဲ့ပေါင်းရင်ခိုလို့အတန်ထွက်တယ်။ခုရူမာကာကသူများနဲ့ပေါင်းရင် ရှလို့အတန်ထွက်တာ။အဲ့ဒီခုရူမာကလေဒန်းရှယထာဒီလိုနေရာမှာလေးသုံးလို့ရတယ်နော်။အဲ့တော့သုံးလို့ပေါင်းလိုက်တဲ့အချိန်မှာချူခိုရှလို့ခေါ်တဲ့သုံးပြီးသားကာဆိုရယ်စကလုံးတွဲလုံးလေးရတာပါတယ်။ချူခိုရှ ်ချူခိုရှာရဲ့အတိတ်ဘေကသုံးမိသားကားကိုပြောတာဟုတ်ပြီနော်အဲ့တော့သုံးမိသားကားဆိုရဲချူခိုရှာဆိုရဲတွေ့လုံးလေးတလုံးရရသွားမယ်အလေခန်းကြီးလေးရဲ့ဖိုတိုဤရဲ့ခုလူမှာသုံးလုံးပေါင်းလိုက်တဲ့အချိန်မှာချူခိုရှာလို့ခေါ်တဲ့သုံးမိသားကားဆိုရဲတွေ့လုံးလေးတလုံးရရသွားတာဟုတ်ပြီနော်အဲ့တော့ဒီနေ့တင်လိုက်တဲ့ခန်းကြီးလေးတွေဟိုတေးချလိုက်ပြီးတော့ရေးမှထားပါမယ်အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်နော်ကျေးဇူးတင်ပါတယ်